beep beep uber picking them up skeet skeet then i'm kicking up dust <laughs> ုံမှန်လည်းဖျားတရားလုပ်တဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဇကာရိုက်တဲ့အချိန်မှာပို့ပြီးတော့ကိုလုံးဖြစ်တာပေါ့နော်ခုနကပြောတယ်လို့ပြောဝတ်သားတွေပါတယ်လည်းမစားပြဘူးအဲရှောင်းတင်တာတွေတော့အကုန်လုံးတော့ရှောင်းလိုက်ပါတယ်ဒီဆောင်းရဲရှောင်းရဲလေးဆိုတဲ့နေရာမှာဒီကျွန်တော်တို့ရိုက်တဲ့အချိန်ကခုနကပြောလို့ပေါ့မနက်မိုးလေးနဲ့ဒီအဲလုံးဝလုံးဝနေထွက်မှနေထွက်တော့မှကျွန်တော်ရှိနေရက်ကြရာသီဥကလည်းအရင်အေးစိန်နေပြီးတော့ ကုန်လုံးကလည်းမှောင်မဲနေတာပေါ့နော်ဒီရိုက်ခွေးရိုက်တဲ့နေရာလောက်ကလွဲပြီးတော့ဟိုချန်နယ်နေရာတကယ်တိုးထဲမှာပဲရိုက်တာဆိုရိုက်တဲ့ location ကတော်တော်ဝေးတာတော်တော်ဝေးတာမမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုရဲဒီမှာ ချိန်ကလည်းညဒီဟိုပေါ့နော်2နာရီခွဲ3နာရီဆိုတော့ကွာနည်းနည်းတော့ကြောက်တာပေါ့နော်ဟာဒါအဲ့ချိန်မှာမြန်တရားရောက်မြန်ဟိုဝင်ပူးသွားမလားဆိုရယ်စိုးရိမ်စီလေးတော့ရှိခဲ့ပါတယ်ဆရာဆိုင်ကိုယူထားတော့အာရှုပ်တယ်ရှုပ်တယ်ကျွန်တော်တောက်ချောက်ပရီးကျွန်တော်တောက်ချောက်ပရီးနဲ့စင်နေတယ်ဖျားဖျားစာရည်နဲ့တောက်ချောက်ရွတ်နေတာပေါ့ဟုတ် ပ်ရှားပါတယ်အကုန်လုံး team တစ်ခုလုံးကဒါအမှုပညာရှင်ဗမာမတွေရောအဲတက်ပညာရှင်တွေရောအကုန်လုံးတစ်ဖွဲ့လုံး ်အင်းလိုက်အားလိုက်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့ရင်ခုန်ပါတယ်ကျေးဇူးတင်ပါတယ်မတင်ခင်ကတည်းကပရိသတ်တွေအရန်ကိုအားပေးနေကြတယ်ဆိုတဲ့အတွက်ကြောင့်မလို့လဲတူတယောက်ချင်းစီပရိသတ်တွေဝင်ရပေးကြရတယ်လေအကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့ဒီနေ့ကနေထပ်မံပြီးပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ beep, Uber picking them up, skee skeet, then I'm kicking up dust. <laughs> <laughs> ဆက်လုပ်ခဲ့ခြင်းမှာမဟုတ်ကလေးကနေပြီးတော့ဗီဒီယိုကားတကားတော့ရိုက်ခဲ့ဘူးလေ ဒါပေမဲ့ဒီကားကတော့ဒါပထမဆုံးရုပ်ရှင်လာအနေနဲ့မကင်းနဲ့ပြင်လဲပြီးတော့အဲဆယ်စုနှစ်တစုစာကြာပြီးရဲ့ဆိုတော့ပြင်ပြီးတော့စုံစည်းခွင့်ရအောင်ပေါ့နော်ဆိုတော့အရင်လဲရင်းခုန်လဲပြီးတော့ဟိုဒီဒင်းငုံနဲ့အဲကျွန်တော်ဘက်ကလည်းခူးတည်ဖြစ်အောင်ပေါ့နော်ဒင်းငုံကိုရေးကြီးနေတဲ့အဲ EU site တွေစောင့်ရှောက်တဲ့အဲသူ့ဘက်ကနေအမြဲရက်တည်ပြီးတဲ့ခူးတည်ဖြစ်အောင်တော့အကောင်းဆုံး ကြိုးစားပို့ခေါ်ထားပါတယ်ဆိုတော့ဒီအခုလာမဲ့32ရက်နေ့ကနေစပြီးတော့ဒီနိုင်ငံတွေကတနိုင်ငံလုံးမှာပြသမှာဖြစ်တဲ့အတွက်ပြည်သက်ရဲ့ feedback ကဘယ်လိုလာမလဲဆိုတာတကယ်ကိုရင်ခွင်ပါနဲ့ဆောင်နိုင်ပါတယ်နင်းတော်မျိုးကနေဝယ်ခဲ့ထုံပေါ်ရတယ်နင်ဖျားသားကြောင့်လည်းကြိုးလို့ရအော်ကဲကျေးဇူးပါဘယ်လိုလဲကြိုက်ရဆိုးပါဦးเนี่ยဝယ်တတ်တာပဲ ငါကြိုက်တယ်။ငါနေ့ကိုမြင်းအကြီးကြီးနဲ့နေရတော့မှာ။အော်ဒါလေးအောင်နဲ့လည်းဒီ character လိုက်ပါတယ်ကိုထက်နဲ့ကိုထက်ကလည်း အဆင်ပြေတယ်အကုန်လုံးလဲဒါသူနဲ့ဟိုကွက်တီဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ပါဟုတ်ကွက်တီကပြန်မလဲချစ်ကြီးလားချစ်ကြီးပါတယ်ချစ်ကြီးပါတယ်ကျွန်တော်ဒီပူတီဆိုရယ်ကာရိုက်တာဖြစ်ဖို့ပါဆိုရယ်ဒါကျွန်တော်အများကြီးဟိုစူးစမ်းအားထုတ်ထားရတယ်ဘာလို့လဲဆိုတော့ဟိုဒီပူတီဆိုရယ် လင်းကိုရိုင်းချတဲ့ရဘာကောင်လေးပေါ့နော်သူ့နေရာမှာဆိုကျွန်တော်မနက်မိုးလင်းလာနဲ့ဘလို့အသားညိုတဲ့မိတ်ကက်လေးကိုတော့ချောင်းလင်းရပါတယ်လင်းရတယ်ပြီးတော့ကျွန်တော်ဆိုဒီ40ကျော်ရတော့ဒီ ဒီကားထဲမှာဆိုတော့ကိုင်းနေစားထားတယ်ပေါ့နော်ဒီပွားတွေကိုနည်း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 ညစ်ပတ်အောင်ပေါ့နော်ဆိုတော့အဲကိုင်းနေကပုံမှန်စားလေးစားတာမရှိဘဲနဲ့စားတော့ဒီထုံးတွေပေါက်ပြီးတော့ဒီပစောင်းလေးဆိုတော့အရင်ပြဲပြီးတော့အဲ့တော့အမတ်တရားတွေကတော့အများကြီးပါပဲဟုတ်ဆိုတော့ဟုတ်တယ်ဟုတ်တယ်ခုနကတော့ပြောနေတယ် Halloween နဲ့ကိုတတ်တိုက်ဆိုင်ဆိုင်ရုံတင်လို့ရသွားတယ်ပေါ့နော်ဆိုတော့ထူးတော့ထူးကြသွားတယ်ပေါ့ပြီးတော့ Halloween မှာလည်းကိတို့တွေနော်ဟိုတခုခုပေါ့ပြည်သက်တွေတက်လဲအဆုံးပြေဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါလည်းမကြမီပြင်ရပါမယ်ဟုတ်ဟုတ်အဲ့ဒါတော့လေမရိုက်ခင်ကတည်းကရင်ဒရိုက်တာကိုဝင်းနဲ့ထပ်နေလဲတိုင်းမင်းနဲ့တကယ်တမ်းတကယ်လဲကိုထက်ကဒီလိုအတွေ့အကြုံတွေရှိခဲ့တယ်ဆိုတော့သူမျက်မြင်ကိုတွေ့တယ်ရှိတော့ဟိုတကယ်အစ်စ်တွေကိုသိရတာပေါ့နော်အဲ့ကိုလည်း အားဒါဆိုရင်ဘယ်လိုလုပ်မလဲအဲကြိုပြီးတော့ဟိုကြိုပြီးကြိုတွေးထားအကျန်းစားထားရည်ရှိတာပေါ့ကြိုပြီးပြင်ထားရတာပေါ့နော်ဘယ်နေရာမှာဘယ်ခန်းမှာဘယ်လိုလုပ်မလဲဘယ်လိုတန်ပုံနဲ့သွားမလဲဘယ်လိုချိန်မလဲပေါ့ကိကတည်းကအဲဟို changes လေး step လေးတွေရှိတာပေါ့ဆိုတော့အဲ့လိုမျိုးလေးချိန်ပြီးတော့တော့စူးစမ်းထားပါတယ်လေကြောင်းလို့ဆိုပြီးတော့တရားလုံးကဘယ်သူမှအပေါင်းသိမလို့ဘာနဲ့ဒီလောက်နေရှိရဟာ ေးပြီးသားလူတွေဝင့်နေနာနာဘာဝလောကောင်းမြင်နေဆိုတာဟာအဲ့ဒါဘာလောကနဲ့ဆက်ဆက်နေတာ တိကိုတော့ရှောက်ကြည့်နေရတာပေါ့နော်ဒီတချို့ဆင်းနေမှာဆိုဒီကလေးကလေးလေး item တွေကစမဖြစ်လို့ပြောင်းသွားတဲ့ဟာတွေဆိုတကယ်ဝမ်ဂီခုနပြောပြပါပဲ step ဒီပေါ့နော်အဲ့ဒါတွေကိုအခုရင်းစီကိုအသေးစိတ်အကြီးစားလုပ်သွားနိုင်တယ်အဲ့အတွက်လည်းတကယ်တကယ်ပဲရန်ကုန်ယူပါတယ်ပြီးတော့တခြားဒီထက်မိုက်တဲ့ဟာတွေလည်းပါသေးတယ်လုံးဝဒီကားမှာမကဲ့ မိုက်စားအိုက်တယ်လို့တကယ်တွေ့ရမှာဆိုတော့ဒီကနှုတ်ဝင်တွေကယုံတင်တဲ့ချိန်မှာပိတ်သက်လာကြည့်တဲ့ချိန်မှာလုံးဝနောင်နိုင်မရစီရပါဘူးလို့ကျွန်တော်အားပါတယ်နှုတ်ဝင်လေးဆိုတာမျိုးကလေးကမျိုးကပါလာထက်ကတန်ရာပိုင်ရုပ်ကိုတောင်းကြည့်လို့ဒီလိုပြရလောကမှာဆက်တယ် ီးကလည်းအဲ့လိုနောက်ပိုင်းအဲ့လိုဟိုကိုယ့်အတွက် challenging ဖြစ်မဲ့ဇက်ယုံမှုတွေကိုတည်ုပ်ဆောင်ခြင်းနဲ့ကိုအကိုကြိုက်တယ်ပေါ့နော်ဟုတ်ကဲ့တည်ုပ်ဆောင်ခြင်းနဲ့ဇက်ယုံတွေလည်းရှိသေးတယ်အဲအဲ့လိုဘာသာမင်းတွေတော်တော်ပြင်မှန်ပါတယ်တကယ်တော့တော်တော်ပြင်မှန်တွေးလိုက်တာနဲ့ဟိုအော်လို့တော်တော်ငါတို့တွေပြင်မှန်ခဲ့ကြပါလားဟောနော်ခုနပြောသလိုပဲ ဟိုအဓိကလူရောစိတ်ကောပြင်ပန်းတာပေါ့ပြီးရရိုက်တဲ့နေရာတွေကလည်းတနေရာနဲ့တနေရာဘယ်နေရာမှနီးမနေဘူးကိုရီနေတဲ့နေရာနဲ့တနာ ਈ ခွဲလာကောင်းမောင်းရတယ်ရှိမယ်ကလောမှာသွားရရတယ်ရှိမယ်နေရာအစုံဖြစ်တော့ရိုက်ရိုက်ကြတာဆိုတော့လေအဲ့လိုတောကြီးမြက်မယ်ကြီးထဲမှာ shooting ရှိရဟဲ့လို့အဲ့မှာလုံးဝကိုရတယ်ခရီးဆိုင်လည်းယူရတယ်တစ်ခွဲလုံးလည်းကြောက်ကြတာပေါ့ဒါတွေကလည်းအဲ့လို အောက်လန်းနေပါတယ်လဲပါတော့ဒီနည်းနည်းတော့ဟိုအတွေ့အကြုံပြစ်တော့ဖြစ်ခဲ့တာပေါ့နော်ဟုတ်အဲပုံမှန်လဲဖျားတရားလုပ်တဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဇကာရိုက်တဲ့အချိန်မှာပို့ပြီးတော့ ကိုလုံးဖြစ်တာပေါ့နော်ခုနကပြောသလိုမျိုးဝတ်သားတွေပါတယ်လည်းမစားပြဖို့အဲရှောင်းတင်တာတွေတော့အကုန်လုံးတော့ရှောင်းလိုက်ပါတယ်ဟုတ်လင်းအောင်ပြောပြပါဦးလားကိုရောခက်ခဲတဲ့အပိုင်းလေးရှိခဲ့လားအာခက်ခဲတဲ့အပိုင်းတွေကလည်းရှိခဲ့ပါတယ်ပြီးတော့ဟိုကျွန်တော်ဆိုခုနကဟိုကြည့်ပြောသလိုပေါ့နော်ဒီဆောင်းရင်ရှောင်းရင်နေဆိုတဲ့နေရာမှာဒီကျွန်တော်တို့ရိုက်တဲ့အချိန်ကခုနကပြောလို့ပေါ့မနဲ့မိုးလေးနဲ့ဒီအဲလုံးဝလုံးဝနေထွက်မှနေထွက်တော့မှကျွန်တော်ရှိခဲ့ရက်တာအဲ့အချိန်မှာဟိုမမျိုးရဲ့အခန်းတွေမှာဆိုလဲအဲ့လိုမမျိုးက လို့ဒီလာကြလာကြဆိုခေါ်ရချိန်မှာတကယ်တမ်း2နာရီခွဲ3နာရီလောက်ပြီးတော့အဲ့တော့အုပ်ကြီးရဲ့ငါရိုက်တယ်။ရာဇီဦးကလည်းအရင်အေးစိမ့်နေတယ်။ပြီးတော့အကုန်လုံးကလည်းမှောင်မဲနေတာပေါ့နော်။ဒီရိုက်ခွေးရိုက်တဲ့နေရာလောက်ကလွဲပြီးတော့ဟိုကျန်တဲ့နေရာတကယ်တိုးထဲမှာပဲရိုက်တာဆို။ရိုက်တဲ့ location ကတော်တော်ဝေးတာ။တော်တော်ဝေးတာတော်တော်ဝေးတာအဲ့နေနေရဲ့နေရာနဲ့2နာရီခွဲလောက်ကားစီးပြီးတော့ကားမောင်းပြီးတော့မှသွားရတာဆိုတော့အဲ့အချိန်မှာဆိုအရင်ကြောက် လဲကြောက်ရဲဆိုတော့အဲ့လိုလားကြောက်ဟိုဒီပေါ့နော်မမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုရဲ့ဒီမှာအချိန်ကလည်းညဒီဟိုပေါ့နော်နှစ်နာရီကျွဲသုံးနာရီဆိုတော့ကျွဲနည်းနည်းတော့ကြောက်တာပေါ့နော်ဟာအဲ့အချိန်မှာမြန်တရားရောက်မြန်ဥမာဝင်ပြီးသွားမလားဆိုရဲ့စိုးရိမ်စီလေးတော့ရှိခဲ့ပါတယ်ဆရာဆိုင်ကိုရထားတော့အာရှုပ်တယ်ရှုပ်တယ်ကျွန်တော်တော့ပရီကျွန်တော်တော့ပရီနဲ့ဆင်နေတယ်ဖျားဖျားစာရည်နဲ့တော့ရွတ်နေတာပေါ့ဟုတ်ဒီဆက်ကတော့အဲကြည့်ရင်တော့ဒီမှာပါအရာအားလုံးကခဏလေးပေါ့နော်ဒါက အဲဘာသာရေးနဲ့လည်းဘာသာရေးဆိုတာဒီလောကကြီးမှာအဖြစ်ပြက်တွေကအယံ့မြန်တယ်အဲပြီးတော့ဘုရားတရားပို့လို့ဖို့လည်းပါမယ်နောက်ပြီးတော့မမြဲဘူးပေါ့အအများအားဒီဇက်ကားမှာပေးစင်တဲ့ message တွေကတော့သတိမိုက်မှာရှိရတဲ့အတွက်ကြောင့်ကြည်ကြည်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ တိမ်ပကြီးကတော့အချစ် romance အိမ်တော်ရေးဇက်ပါနော်ဒါကတော့ဟိုလူတွေခုနှစ်သားသမီးကြိုက်တဲ့ဇက်မျိုးပေါ့အချစ်ရဲ့အိမ်တော်ရေးရဲ့ romance ရတာပဲဒီတိမ်ပကြီးလည်းကိကြိုက်တယ်ကိလည်း romance drama ကိုအာတန်နဲ့ကြိုက်တဲ့သူပဲဒါပေမဲ့အများတန်းကိုကအဲအဲ့လိုမျိုးဇက်လဲရိုက်နေလို့လည်းမရပြန်ဘူးပေါ့နော်အဲဒီဇက်ကြတော့ပါပို့ပြီးတော့ဟိုပို့ပြီးတော့ဟိုပေါ့နော်ခက်တာပေါ့ရိုက်ရတာခုနကပြောသလိုဟို horror လက်ပတ်လည်းနည်းနည်းသွားတယ်ဝိညာဉ်ပတ်လည်းသွားတယ်ဇက်ရဲ့တိဆောက်ပုံတွေကလည်းခိရရအရန်များတယ်ဇက်အိမ်လည်းကြီးတယ်ပြီးတော့လူတွေလည်းအများကြီးတုံးထားတယ်ဇက်ဖို့ဇက်ရံနေမင်းသားတွေအစားတကယ်ကိုအဲ့လိုပေါ့နော်အရန်တော်တဲ့လူတွေလည်းပါတယ်ပေါ့ပြီးတော့လူအားလူအင်အားလည်းတုံးထားတယ်ဆက်တင်နေရောပြီးတော့ဟိုဒီရဲ့ဟိုပေါ့နော်ဟို location တွေရော props တွေရော sheet အကုန်လုံးပေါ့ down sea အောင် ခဲ့ရတာပေါ့နော်ဒီလိုမျိုးဆက်ကြာကြာနည်းနည်းလေးပို့ပြီးတော့တာဝန်ကြီးတာပေါ့ရိုက်ရတာလည်းခက်လာပေါ့နော်အဲဒါမဲ့ဟိုမတူဘူးပေါ့အဲ့တော့အချစ်ကကြိုက်တဲ့သူ drama ကြိုက်တဲ့သူကတော့အဲဒီကားကိုကြိုက်ချင်မှကြိုက်လိမ့်မယ်ဘာလို့လဲဆိုတော့အချစ်ကကြိုက်တဲ့လူကတတ်တတ်ကိုရှိတာဒီလိုမျိုး horror sense spiritual movie ကြိုက်တဲ့လူကလည်းတတ်တတ်ကိုရှိတယ်ဆိုတော့ဒီနှစ်ခုကတော့ compare လုပ်လို့တော့မရဘူးပေါ့နော်ကျွန်တော်ကတော့အဓိကတော့ပေါ့နော်ဟိုကျွန်တော်ရှေ့ပိုင်းမှာဒီအဲ romance တွေတော့ကျွန်တော်နည်းနည်းဟိုကျွန်တော် horror က ကျွန်တော်ကြည့်ရစီမှာတိတ်ပြီးအာမတန်အာတန်လေးမရှိဘူးပေါ့လေကျွန်တော်တရေကားမျိုးတွေနည်းနည်းဒီအိတ်ဆိုင်တဲ့သွေးလာမျိုးတွေအဲ့အမျိုးတွေဆိုပို့ပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်ရိုက်ဖြစ်တော့ကိုကိုရန်ရလည်းအဲ့ဒါကိုကြိုက်တယ်ကျေတော့ဒီကားကိုလာပြီးတော့ကိုထက်ကန်းလန်းတဲ့အချိန်မှာလည်းအာမကင်းနဲ့လည်းရရမယ်အဲဆိုတော့မကင်းနဲ့ကဒီလိုလုံးဝမဆုံမဆုံဘူးသေးဘူးဆုံဘူးသေးတဲ့အချိန်မှာဒီလိုကိုကြိုက်တဲ့ကား ကမ်းပုံစံမျိုးနဲ့စုံစည်းဝင်ရတဲ့အတွက်လည်းကျွန်တော်ကအဲ့လေနဲ့ပို့ပြီးတော့ကြိုးစားအားထုတ်ပေးတာကိုကိုရောအားရလားဒီဇက်ကကြည့်ရချိန်မှာကြိုက်လားအကြိုက်ပါတယ်ကြိုက်ပါတယ်ဘာလို့ဆိုတော့ဒီအခုလိုမျိုးပေါ့နော်ဟိုကားကောင်းတကားပေါ့နော်ဝင်မေးပေးတယ်အခုလိုကားကောင်းတကားပေါ့နော်ကိုထက်ဆိုလည်းအများကြီးအားထုတ်ထားတယ်ခုနဟိုကြည့်ပြောသလိုပဲပေါ့ quality ဘိုင်းရောဟို location နေရာဆိုအဲ့လိုဘယ်နေရာနေတော့ရှာထားမှန်းကိုမသိတာအဲ့လိုခက်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 တနေရာတနေရာဆိုအရန်ကိုခက်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 သွားတဲ့နေရာမျိုးပြီးတော့ဟိုကင်းတဲ့ ဟိုကျွန်တော်နဲ့ဟို romance တွေလို့ပါအောင်ဆိုလဲအဲ့လိုကြာခံတွေလို့ပါအောင်ဆိုအဲ့လိုချွတ်တီတွေပြီးတော့တကယ်အပြင်မှာကျတော့လေကြာကြီးရရကြာကြီးရရအဲ့မှာရှင်နေနဲ့အကုန်လုံးစော်လဲတဲ့သူကစော်လဲအဲ့လိုမျိုးဒီစကားတွေမှာတော့အဲ့လိုအရင်လှအနေအောင်လေဘုရက်ကသူကတကယ်ကြိုးစားအထူးမှုတွေရောပြီးတော့ K ရဲ့ဒီလူပညာပိုင်းဆိုင်ရာမှာသူရဲ့ item ဆိုင်ရာမှာချပြမှုရောအကောင်းဆုံးကြီးတွေ့ရမှာပါကျွန်တော်လည်းအတန်အကျဉ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ် နင်ကကြောက်လို့လားကြောက်ရင်လည်းလေးတွေ့တာလားညာတော့ဇမ်းမနင်ဖို့တေးလို့မခေါ်ရဘူးဖို့ရွှေလေးလို့ခေါ်တယ် โอเคကေတိုရဲ့အစ်တတခုပေါ့ရတာတခုဖန်တီးမှုအစ်တတခုကိုအာဖန်တီးထားတဲ့ရိုက်ကူးထားတဲ့နှဝင်တဲ့ရုပ်ရှင်စကားကြီးအောက်တိုဘာ31ရက်နေ့မှာတနိုင်ငံလုံးမှာရုပ်တင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချစ်တဲ့ပြည်သက်တွေအဲစိတ်ဝင်ဒီစကားကိုစိတ်ဝင်စားတဲ့ပြည်သက်တွေကြည့်ကျင်တဲ့သူတွေအကုန်လုံးလာရောက်ဝင်ရအားပေးပါလို့ဖိတ်ခေါ်ပါရစေရှင်โอเคဟိုပေါ့နော်ခုနကပြောသလိုပါပဲကျွန်တော်လာမဲ့31ရက်နေ့မှာဒီကားလေးယူတယ်လို့အမီးပြရတဲ့အချိန်မှာလေ ယ်အပိတ်သက်တွေနဲ့ဒီဆယ်ကြီးရှင်ပါတယ်ဒီကလေးရုံကြီးမျိုးဆိုတာနဲ့ကြီးရှိပြီးတော့ဝေးပေးကြပါလို့ဆိုပြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်